CM ဆက်ရပေါ့နော် Content Monetization ဆက်ရလဲပွင့်ပြီးတော့ Ban လဲချိန်ပြီးပေါ့နော် Ban လဲချိန်ပြီးသွားပြီး Personal ပွင့်ထားပြီးဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီရထားတယ်ရထားတယ် Monetize ဆက်ရပေါ့နော်မပြုတ်သွားအောင် Ban မှာ Payout Ban Information တွေ Payout တွေ Ban အဲဘန်အကောင့်နေအွန်ဟိုးမဖြစ်အောင် payout registry တွေတစည်းပဲဒီ verify ပြန်လုပ်ခရိုင်ခိုင်းတာတွေမဖြစ်အောင်အဲ monetary registry တွေပြန်မကြအောင်ဆိုလျှင် view ပို့များပြီးတော့ပတ်စံပို့ရအောင်လောက်ရမယ်အချက်တွေပြန်ပြန်ကျွန်တော် video လေးလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ chrome region ချိန်တာမျိုးဆိုတော့ကျွန်တော်တို့ video စနစ်တကျတင်မှာကျွန်တော်တို့အဲ gallery ညှိတာတော့ဘာလို့ဒါကြောင့် monetary registry ညှိတာတွေဟိုအဆင်ပြေစီမှာဖြစ်တယ် monetary registry မပြအောင်လိုက်နာမယ် policy နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ video တွေမှာပြောပြီးပြီးအဲ့တော့ကျွန်တော် chrome region ချိန်နေပြပေးမယ် page location ချိန်ကြီးပြပေးမှာเนาะ page မှာလည်းကျွန်တော်တို့အဲတက်ဆိုင်ရ admin account ညာနိုင်ငံခြား account ဖြစ်ပါရဲ့ page က primary location ကမြန်မာတွေဘာတွေဖြစ်နေပြန်ကြတယ်အဲ့တော့ page location ချိန်ကြီးပြပေးမယ်ပြီး video တွေစပုပြတင်ရမယ်စနစ်ကြမတင်ဘူးဆိုလည်း monetize receipt ပြန်ပြုတ်တတ်တယ်ပြီး touch post တင်နေ touch post တင်နေအပြင်ကျွန်တော် monetize ရထားတဲ့ page ချနေနောက် monetize မရတာတဲ့နောက်ထပ် page တစ်ခုကိုတွဲပြီးခေါ်သွားလို့ရတဲ့သဘောဖြစ်တဲ့အတွက်အဲနောက် page တစ်ခု page ရတယ်ပတ်စံရနိုင်တယ်ပေါ့နော်အဲ့ဒီနီးလေးနီးလေးကိုကျွန်တော်ဒီ video တစ်ပုတ်ထဲနဲ့ပြပေးမယ်နော်အဲ့တော့ဒီလေးကိုကတော့ကျွန်တော်အလင်းတင်လို့ပြပေးမှာပေါ့နော် အဲ့တော့ကျွန်တော်ပထမဆုံး page location change လေးပြရမယ်နော် page location မ change တော့ဆိုလို့ရှိရင်ကျွန်တော်တို့မြည်တော့ပဲ admin account နဲ့နိုင်ငံခြား account တွေဖြစ်တယ်ဆိုစီကမူပြန်ကျသွားတတ်တယ်နော်အဲ့တော့ page location change ပါခင်ဗျာ perfect ဖြစ်သွားပါပေါ့အော် page location change ကိုကျွန်တော် page ရဲ့ setting နဲ့တစ်ချက်သွားပြရမှာဖြစ်ပါတယ်အဲ setting နဲ့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့အဲခဏ setting နဲ့ဝင်ပြပါအဲ setting နဲ့ရောက်ပြီဆိုရင်အဲအောက်နားလေးမှာပေါ့နော် access access your information ဆိုတာလေးရှိပါတယ်ဗျာအဲ့ဒါလေးကိုနှိပ်ပေးပါဒီဟာလေးเนาะ access your information အဲ့ဒါလေးနှိပ်ပေးပါအထဲရောက်ပြီဆိုရင်အဲကျွန်တော်ဒီ search ဆိုတဲ့နေရာမှာအဲ primary location ကိုရှာပြရမှာဖြစ်ပါတယ်အဲ primary location ပေါ့เนาะ P R I M A R primary location primary location မှာကျွန်တော်တို့အဲကိုသဘောကျတဲ့အဲ sorry Facebook ကပတ်စံရှာဖို့ခွင့်ပြုတဲ့နိုင်ငံဖြစ်နေကိစ္စမရှိပါဘူး အဲအဲ့ဒါမှာမြန်မာမဟုတ်ပဲねအမြန်မာတွေဘာတွေပေါ်နေလဲဆိုရင်ကျွန်တော်တို့ကကျွန်တော်ရှန်ဟိုင်းပြောင်းလာအဲ your location ဆိုတဲ့နေရာလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ကျွန်တော်တို့အဲ time ဖြစ်စီဂျပန်ဖြစ်စီတခုခုချိန်လိုက်ပါဗောနော်အဲ okay အဲ့လိုချိန်ပြီးတော့ထားလာပြီးပါကိုကပို့လို့ထားတဲ့သဘောပဲဖြစ်ပါတယ်เนาะအဲ့လို location တစ်ချက်ချိန်လာပြီးပါခင်ဗျအဲပြီးပြီဆိုရင်ကျွန်တော်တို့ video စနစ်တစ်ချက်တင်နေနဲ့ touch post တင်နေစပြပြီးပါเนาะ လေကဖြောင်းရီဂျင်ချိန်ကြီးပြရမယ်အဲ့ဒီဗီဒီယိုဒီ touch board ကြီးတင်တဲ့ခါကျတော့ရှင်ကျွန်တော်စနစ်တကျတင်ရမှာလူကြီးမျိုးမှာဟိုဖုန်းနဲ့ပဲဖြစ်ဖြစ် laptop နဲ့ကျွန်တော်ဖုန်းနဲ့ပဲပြပေးလိုက်မယ်နော် laptop နဲ့ဖြစ်ဖုန်းနဲ့ဖြစ်ဖြစ်အဲ့ကောင်တွေကတော့စနစ်တကျတင်ဖို့အတွက်ဆိုရင် chrome browser သွားတင်ရမှာကျွန်တော် facebook application ကြီးကနေတင်လို့မရအောင်တင်လို့မရအောင်ဆိုတော့ကျွန်တော် chrome region ချိန်မချိန်မဖြစ်ချိန်မှရမယ်နော်အဲ့တော့ chrome region ချိန်ကြီးအရင်ပြပေးမယ်နော် okay chrome region ချိန်ကြီးပြပြီးပြီဆိုရင်တော့ကျွန်တော်ကဆက်ပြီးတော့ ဗီဒီယိုစနစ်တကျတင်မယ် tab post တွေနဲ့ညီရဆက်ပြပေးမယ်နော် okay အဲ့ဒါကျတော့ chrome region chain လေးဆက်လိုက်ရအောင်အဲ့လိုပုံစံမျိုးအဲ့ကြောင့်တချို့တွေကြတော့ဗျာဘာဘာမှညာမှမသိပဲနဲ့ eligible ပဲပြန်ပြုတ်သွားတယ်ပြန်ပြုတ်သွားတယ်အထဲမှာထည့်ထားတဲ့ account တွေလည်းနိုင်ငံခြား account တွေပဲနိုင်ငံခြား account တွေဝယ်သုံးတယ်ပေါ့နော် VPN လည်းမဖွင့်ဘူးအသေးစားစနစ်တကျသုံးတယ်ပေါ့အရင်ကျွန်တော်ပြောခဲ့တဲ့သင်ခန်းစာတွေအတိုင်း tutorial တွေအတိုင်းပေါ့အဲဒါပေမဲ့ပြကြသွားတယ်ဘာကြောင့်ကြတယ်ဆိုတော့အဲ့ဒါ chrome ကြောင့် ခရုံးမှာ region ကိုမချိန်းထားဆိုရှင်ခရုံးမှာမြန်မာ location နဲ့ကောက်တင်လိုက်တယ်ဆိုရင်အဲရံဖန်ရံကတော့လွတ်သွားတတ်တယ်အချိန်တော်တော်များများတော့လွတ်ပါတယ်ဒါပေမဲ့ Facebook ကအသေးချာကြာကြာနာနာ AI နဲ့မဟုတ်ပဲသူတို့လူကိုယ်တိုင်ဝင်စစ်ပြီးဆိုရင်အဲ monitor ဆက်နေပတ်စံမရပဲပြန်ပြန်ပြုတ်တာတို့ပြုတ်တာတို့ပြုတ်တာ reset ထိရတို့ဘာတို့အဲ့ဒါဖြစ်တယ်ဆိုတာဒါတွေဒီအချက်တွေကြောင့်ပါပေါ့နော် okay အဲ့တော့ page location နဲ့ကျွန်တော်တို့ကြိုက်တဲ့ထိုင်းနိုင်ငံသူတို့ခွင့်ပြုတဲ့နိုင်ငံထားပြီးပြီးဂျပန်မဲ့ဖြစ်ဖြစ်ပါဗျာအဲထားပြီးပြီး ကိုပေရမှာထားရတဲ့အက်ဒမင်အကောင့်တွေကဂျပန်ဆိုဂျပန်ထားပေါ့ကိုပေရမှာထားရတဲ့အက်ဒမင်အကောင့်တွေထိုင်းဆိုထိုင်းထားပေါ့အဲ့ဒါတွေထားပြီးဆိုဆိုရင်ကျွန်တော်ကအဲကျွန်တော်တို့က post တွေနဲ့ chrome region ချိန်မှရမယ်ဒါကြောင့်ဒါကတော့ဘာကြောင့်အဲ့လိုမျိုးလောက်ရလဲဆိုတဲ့ဟာလေးပြောပြပေးတာနော်ဆို region ချိန်မှတော့ကျွန်တော် chrome browser ကိုဝင်ပြပါခင်ဗျာ chrome browser ပေါ့နော်အဲ chrome browser chrome browser ကိုဝင်ပြဆိုရင်ဒီလိုမျိုးအဲဟိုဒီဘက်တောင်ဆုံးကမြင်းချောင်းလေးတော့ sorry အများကြီးစောက်ထုတ်ပြ ဒီဘက်တောင်ဆိုမြင်းကြောင်းလေး၃ကြောင်းနှိပ်ပေးပါဗျာမြင်းကြောင်းပုံနှိပ်နှိပ်ပြီဆိုရင်ကျွန်တော်တို့အောက်ဆုံးအဲ့မှာ setting ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီ setting လေးကိုထပ်ပြီးနှိပ်ပေးပါဗျာအဲ setting နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ဟာ size setting ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီကိုနှိပ်ပေးပါအဲပြီးရင်ကျွန်တော်အမှ location ကျွန်တော်လုပ်ပေးလာအဲလူကြီးမင်းတို့အမှ location ကိုဟိုလာနေတစ်ချက်နှိပ်လိုက်ပါအဲ့မှာ permission မှာကျွန်တော်တို့ recommend ပေးထားတယ်လေအဲ ဘာလဲ colleagues နော် colleagues and want request ဆိုရယ် recommend ပေးထားတဲ့ဟာလေးအဲ့ဒါလေးကိုရေးလိုက်ပါပြီးရင်ကျွန်တော်တို့အဲ့ဒီနာမှာအဲဒီဟာလေးပေါ့နော် blog နှိပ်ထားလိုက်ပါနော်အဲ့လိုမျိုး location ပိတ်ထားလိုက်ပါအဲနော် location ဆိုရအဓိက okay ပြီးပြီဆိုရင်ကျွန်တော်တို့က location ကိုကျွန်တော်တို့တုံးနေ VPN location set ပြီးပြောင်းပါမယ်ချိန်မယ်နော်အဲ့တော့ VPN extension extension ထည့်ဖို့ကျွန်တော်တို့ Chrome web store ဆိုရရှာလိုက်နော် growing web stores ရဲ့ရရှာအဲဒီမှာနော် CHRO Omicron WEB web SGUI store အဲ browser ရဲ့ Chrome browser ရဲ့ search မှာလीအဲပြီးပြီဆိုရင်ကျွန်တော်အဲ desktop site ပြောင်းမယ်ပေါ့ဗျာထုံးစံလိုက်အဲဒီမှာနော်ဒီကမြားလေးသုံးချောင်းနဲ့ desktop site ပြောင်းဟောကျွန်တော်ပြောင်းမိသား desktop site ပြောင်းပြောင်းမိဆိုရင်အဲ့ဒီမှာလေ Chrome installation ထည့်ဖို့ကြတော့သူတို့က express vpn ကိုပဲဟို recommend ပေးတယ်။ vpn နေထဲမှာလေအကောင်းဆုံး vpn ဒီမှာ vpn သူကဘာမှမခံဘူးဒီ search extension and theme ဆိုရဲအဲ့ဒီ search bar ပါလေအဲ့ VPN ဆိုရိုက်ရှာကြည့်လိုက်အဲတွေ့လားမသိဘူးเนาะအဲ့မှာဆိုရင်ကျွန်တော် free VPN host VPN browser အဲ browse VPN hola VPN hola လည်းကောင်းပါเนาะအဲ့မှာဒါပေမဲ့ express VPN နဲ့ hola VPN နှစ်ခုပေါ့ကျွန်တော်ကတုံးတာ less VPN less VPN ကြောင့်ဒီမှာမပါဘူးအဲ့တော့ကျွန်တော်အဲ့ဒီ VPN နှစ်ခုကို recommend ပေးပါတယ် express နဲ့ less vpn နဲ့ sorry express vpn သုံးပြီး monetize run ထားရပြီးတဲ့ java ခြင်နာပြတဲ့ဖုန်းဟာ hazard ကကျွန်တော်အိမ်မှာကြံခဲ့တယ်အဲတော့ကျွန်တော်ခရီးတစ်ခုရောက်လဲဆိုတော့ဒီမှာကျွန်တော်မှာပါတဲ့ less vpn ပဲပါတယ်ဆိုတော့ကျွန်တော်ဒီညမှာအဲလူကြီးမင်းတို့ကျွန်တော် recommend ပေးချင်တာအဲ premium လည်းဖြစ်မယ်ဆိုတော့ express ပဲ recommend ပေးတယ်ဗျာ express လိုပဲဝယ်သုံးလိုက်သူ့ထက်ပိုဟိုဟာ honing ဖြစ်တာမရှိဘူးဒီမှာသူက express vpn လောက်ပဲပြတာဆိုတော့လေအကြာ hola vpn တော့ပါလို့သုံးနေသုံးပါဗျာကျွန်တော်တော့မသုံးဘူးတော့မသိဘူးကောင်းတဲ့ vpn လိုက်သုံးပါ ်နော်အဲအဲ့ဒီ VPN ရှာပြီဆိုရင်ကျွန်တော်တို့ကအဲတစ်ချက်ကြည့်လိုက်ကိုယ်စီမှာတုံးထားတဲ့ Express VPN ပဲရတယ်ဒါတော့ password manager ကြီးဒီမှာဒီမှာဒီကောအဲအဲ့ဒီဟာနော်ဝိုင်းပြရတဲ့ဟာလေးအဲ့ဒါလေးနှိမ့်လိုက်နှိမ့်ပြီဆိုလူကြီးမင်းတို့ကကျွန်တော်မှာ less VPN ကြီးတုံးတာဆိုတော့သူက add to chrome ဆိုတာမပေါ်ဘူးလူကြီးမင်းတို့ Express VPN တုံးမယ်ဆိုတော့ဒီနောက်မှာ add to chrome ဆိုတဲ့ဟာလေးပေါ်လိမ့်မယ်အဲ့ဒါလေးနှိမ့်နော်နှိမ့်ပြီးပြီဆိုရင် confirmation နှိမ့်လိုက်ရင်ဒါ လူကြီးမတော် HRVR ရဲ့ location ပြောင်းသွားမယ်။အဲဆိုပါစို့ဒီမှာသူပြရတဲ့အတိုင်းလူကြီးမက New York ပေါ့နော် New York တောင်းနေရဆိုရင်အ New York ရဲ့ location ဖြစ်သွားမှာ ဖြစ်ပါတယ်။အဲ freedom မှာဆိုတော့ by user VPN နဲ့ကျွန်တော်ပြပေးခြင်းနော်။ by VPN ပေါ့။အဲ VPN နဲ့ကျွန်တော်တို့ဒီမှာ add to chrome ပေါ့နော် add to chrome နဲ့နှိပ်ပြီးဆိုရင်အဲ confirmation ဖြစ်သွားမှာဖြစ်ပါတယ်။ပြီးပြီဆိုရင်ကျွန်တော်တို့ကဟိုးအပေါ်နာဒီဟိုပါ အဆက်ကလေး30ပါနော်အဆက်ကလေး30နေပြပါကျွန်တော်တို့ဒီမှာ Chrome installation နဲ့ချိန်ထားသမျှဟာတွေကို always connect အမြဲတမ်းကျွန်တော်တို့ချိန်ဆက်နေဖို့အတွက်တစ်ခါဝင်တိုင်းတစ်ခါချိန်အဲ့လိုမျိုးလုပ်ဆောင်မလို့ဘယ်နဲ့အမြဲတမ်းချိန်ဆက်နေဖို့အတွက်အဲ့ဒီဟာလေးနေပါပြီး my installation and things မှာကျွန်တော် always connect လေးလုပ်ပေးလိုက်ပါခင်ဗျာအဲ့ဒါဆိုရပါပြီနော် express vpn မသုံးမဲ့ကျွန်တော် less vpn နဲ့သုံးတာဆိုတော့ကျွန်တော်ကမပြပေးတော့ပါဘူးအဲ့ဒီတိုင်းလေးပဲလုပ်လိုက်ပါအဲ့ဒါဆိုရသွားပါလိမ့်မယ်နော် okay အဲ့ဒါဆိုရင် နောက်ထပ်ကျွန်တော် location လေးလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကအဲနောက်ဆုံး channel နှစ်ခုပေါ့နော်။ဘာ channel ဆိုဗီဒီယိုစနစ်တကျတင်တာနဲ့ touch post touch post တင်တာ။အဲ့ဒါတော့တိပိတာတော်တော်များပါပါပေါ့နော်။အဲဒါမဲ့ကျွန်တော်ဆက်ပြီးထပ်ပြီးပြပေးလိုက်မယ်နော်။ဗီဒီယိုစနစ်တကျတင်မယ်ပြီးရင်ကျွန်တော် touch post တစ်ခါလေးတင်ရအောင်။အဲ touch post တင်နေနဲ့ကျွန်တော်တို့ဟိုဟာ touch post တင်နေနဲ့ငါ touch post တင်နေနဲ့ဗီဒီယိုစနစ်တကျတင်နေရကျွဲကူးရေပါပေါ့နော်။ ကျွန်တော်တခါနှစ်ပုတ်အဲ့ဒီနှစ်ခုကဟိုတစ်ခုပြန်တစ်ခုပါသွားလိမ့်မယ်နော်အဲ့တော့ကျွန်တော် desktop site ပြောင်းလိုက်နော် desktop site ပြောင်းတာ page share ဝင်တာတော့တည်ပြီးသားပဲဆက်မပြရတော့နော်ထပ်မပြရတော့ဒါတော့အခြေခံအားဖြင့်အကုန်လုံးတည်ပြီးသားပါအဲဆိုတဲ့အခါကျတော့ကျွန်တော် desktop site phone မှာ desktop site လေးပြောင်းပြီးဆိုရင်ကျွန်တော် video snippet တရတင်ဖို့အတွက်အပေါ်ဆုံးမှာ search bar မှာ business suite ဆိုရိုက်ရှာပေးပါမတူပါဘူး desktop site ပြောင်းတာပြပေးလိုက်မယ်ကျွန်တော်ဒီဒီရှေ့ကဟို tutorial video မကြည့်ရသေးတဲ့သူတွေအတွက်ပါတစ်ခါလေးပေါင်းပြပေးလိုက်မယ်နော်အဲ့တော့ကိုယ့်ရဲ့ဖုန်းမှာ နော်ဒါကျွန်တော် admin တယောက်ရဲ့ account ဖြစ်ပါတယ်ခင်ဗျာအဲ account login ဝင် Chrome browser မှာနော်ခုန location ပြောင်းထားတဲ့ browser ထဲမှာကိုယ့်ရဲ့ Facebook account login ဝင်မှာဒါတို့တည်ပြီးသားပါပြီးပြီဆိုရင်ကျွန်တော်ကအာ page ကိုခုံပြီးကူးပြီနော်အဲတည်တယ်မလား page လေးဝင်ပြီပါ page ဝင်ပြီဆိုရင်ကျွန်တော်ကအဲလွယ်လွယ်လေးပဲဟိုးညာဘက်တောင်းက desktop site ဆိုတဲ့ဟာလေးကိုအဲဒီမှာလေးအဲ desktop site အဲ့ဒါလေးကိုနှိပ်ပြီပါနှိပ်ပြီပြီဆိုရင်အဲဒီဟာ desktop site တော့ရပြီ desktop site ရပြီဆိုရင်ကျွန်တော် desktop site အဲဒီပြောင်းဖို့အတွက်ကကျွန်တော်ဒီ search bar မှာ www.facebook.com ဆိုပြီးရိုက်ရှာလိုက်။ပြီးရင်အန်နာတစ်ချက်ခောက်လိုက်။အဲ that's what side ရပါပြီ။ Okay နော်။အဲ that's what side ရပြီဆိုတော့ကျွန်တော်အဲ Facebook ရဲ့ search မှာဟို business suite ဆိုရိုက်ရှာနော်။ monetization tools တွေ run နေနေရောက်သွားအောင်လို့ Facebook business suite စုမဟုတ်နော်။စုကဝစ်ဆုံး SUID ရဲ့ suite အစုံ၃နဲ့ နေရပေါ့အဆုံသုံးမှန်နေကြပေါ့အပြင် try and now နေနေနော် Facebook ပတ်စံရှာတယ်လွယ်မလို့နဲ့ဒီသဘောတရားတွေကိုအခြေခံအားဖြင့်တော်တော်လေးကြွကျင်သွားမယ်ဆိုရင်တော့အခုမှစကြည့်ကြတာဆိုရှုပ်နေမယ်အဲအကြောင်းကျွန်တော်ရှေ့ရဗီဒီယိုတွေကြည့်ခိုင်းတာပါအဲနီးတည်သွားရင်တော့လွယ်လွယ်လေးပဲနီးမသိခင်တော့ရှုပ်ရှက်ခံနေမှာပေါ့နော်အဲ့လိုပုံစံလေးဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်ဒီမှာ monetize ဆိုတဲ့ tool ရှိပါတယ်နော် monetize ဆိုတဲ့ tool အဲ့ဒါလေးနှိပ်ပြပါအဲ့ဒီကနေသွားမှာပါ ဲ့ဒါလင်းလာနေလိုက်ကြတော့ဒီမှာ create post နေနေလေးရှိပါတယ်အဲ့ဒီကနေစတင်ရမှာဖြစ်ပါတယ်ဒီဘက်ကဟာရောမဆိုင် create ad ဆိုတာ boost မိုင်းနေနော်အဲ boost နေ digital marketing နေ facebook marketing နေပေါ့ကျွန်တော် monetize ဆိုတော့ဒီဘက်က create post ဆိုတဲ့အပြာလေးကိုနေမယ်ပင်ကွာ video တင်မဲ့ page ကိုရွေးနော်အဲဒီမှာကျွန်တော်မြင်ပြီးကိုကြော်စားသူ service တခု add ထားတယ်အဲ့တော့ အဲကျွန်တော် Zoomato page မှာတင်မှာဖြစ်တဲ့အတွက်ကိုဗီဒီယိုတင်မဲ့ page ကိုဒီမှာ down arrow လေးတွေ့လာမသိအဲ့ဒီကနေရေးပေးနော်အဲ့ဒီက down arrow လေးဒါလေးဒီမြားလေးနှိပ်ပြီးတော့ရေးပေးပါအဲ့ဒါရေးပြီးတော့ကျွန်တော် Zoomato page ဖြစ်ပါတယ်အဲရပါတယ် Monetize run နေတဲ့ page တော့မဟုတ်ပါဘူးဒါမဲ့ကျွန်တော်အဲ့ဒီ page ရှင်ပဲပြပေးလိုက်မယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ကဓာတ်ပုံတင်မာလာကျွန်တော်တို့ကဓာတ်ပုံတင်မာလာစာတင်မာလာပေါ့လေအဲကျွန်တော်တို့အက်ဗီဒီယိုဗီဒီယိုတင်မာဖြစ်တဲ့အတွက်ဗီဒီယိုပေါ့ဓာတ်ပုံတင်မယ်ဆိုတော့ဓာတ်ပုံပေါ့အခုကဗီဒီယိုစနစ်တကျတင်နေဆိုတော့အဲဗီဒီယိုပေါ့ဗျာနော် အဲဗီဒီယိုဆိုတော့ဗီဒီယိုလေးရေးပေးပေါ့အဲဗီဒီယိုရေးပေးပြီး hello from desktop ဆိုရဟာလေးထပ်ရေးပေးနော် hello from desktop ဆိုဟာလေးရေးပေးပါအဲကျွန်တော်ဗီဒီယိုတစ်ပုတ်ကြွေးလိုက်ပြီအဲဗီဒီယိုကျွန်တော်ကစနစ်တကျတင်မှာဖြစ်တဲ့အတော့ကျွန်တော်လုံးဝစနစ်ကျဆိုတာတင်မှာဖြစ်ပါတယ်အဲ့တော့ AA language ဆိုတဲ့နေရာမှာလာပြီအရေးကြီးတာလေလာပြီနော် AA language ဆိုတဲ့နေရာမှာကျွန်တော်က Thai ဆိုပြီးပြောင်းတာပဲနော် language ပြောင်းမယ်အဲ့တော့ video upload တင်နေပြီဆိုတော့ကျွန်တော်ဒီမှာအ တိုက်တယ်ပေါ့ကိုထည့်ကျင်တာတိုက်တယ်ဒီမှာထက် description မှာကိုထပ်ဖော်ပြကျင်အကြောင်းတွေထက် keyword တွေသုံး keyword တွေ description မှာထက် thumbnail ဆိုရင်နေရပါတယ်အဲ့တော့ကျွန်တော် thumbnail တစ်ခုထည့်မယ်ပေါ့နော် thumbnail ကဒီမှာ thumbnail လေးထည့်ပေးမယ်အဲ့ဒီ only clip နဲ့နှိပ်ပေးနှိပ်ပေးလိုက်နော် thumbnail ဆိုတော့ကျွန်တော်တို့ whole name ဖြစ်တာပေါ့ဗီဒီယိုတစ်ပုတ်ကြည့်ကြင်စိတ်ပေါ်လာအောင်သူကဆွဲဆောင်ထားတဲ့နေရာလေးပေါ့ဗျာအဲ့သူပေးထားတဲ့ဟာတွေမသုံးနဲ့ကျွန်တော်တို့တီးနှံဆွဲထားတဲ့ thumbnail ကို ready ဆောင်းထားပြီးတော့ upload image ရာနဲ့ကျွန်တော် thumbnail တခုထည့်မယ်။ဆိုတော့ကျွန်တော်တုံးထားတဲ့ thumbnail လေးထည့်လိုက်ပါပြီနော်။အဲဒီ video တော့ကျွန်တော်လုတ်ထားတဲ့ thumbnail တခုပါဗျာ။အဲ CM အောင်မိပါက ban လဲချိန်ပြီး Facebook ပတ်စံဝင်ပါကဆက်လုပ်ရမယ့်အရာများဆို thumbnail လေးတခုလုတ်ထားပါတယ်။အဲဒါလေးထည့်ပေးမော်နော်။လူကြီးမနဲ့ဆိုင်ရာ thumbnail ထည့်ပေးပါဗျာ။အဲပြီးဆိုရင်ကျွန်တော် tag post တွေနေစာဒီမှာလာပြီ။အဲနော်ဒီမှာဆိုရင်ကျွန်တော်တို့က မဟုတ် sorry ဒါထက်တွေ့တာ keyword တွေကျွန်တော်တို့ to have ကုညီတယ်ပေါ့ဗျာ prepare find your video main video ရှာတဲ့အခါဟိုပါပေါ့ကိုယ့်ရဲ့ video ဥမာကျွန်တော် video monetize နဲ့ပတ်သက်တဲ့အကြောင်းအရာဆိုတော့ monetization နဲ့ပတ်သက်တဲ့ keyword တွေ Facebook မှာလည်းချိန်ရှာကြတယ်အဲအဲ monetization chain bank account chain ဒီ monetize ရအောင်ပြုလုပ်တဲ့နည်းအဲ Facebook monetization အဲအဲ့လိုမျိုးတွေရိုက်ရှာတယ် YouTube မှာလည်းရိုက်ရှာတယ်လူကြီးမနဲ့ Facebook မှာတင်ပါဆိုတော့အဲ့ဒီရိုက်ရှာတဲ့ keyword တွေ tag တွေဒီမှာသုံးပါမှာ နော်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်ထပ်မပြတော့အဲ့ဒါလေဟိုးရှေးဗီဒီယိုမှာဒီကျွန်တော်ရဲ့ channel လေးမှာကျွန်တော်ရဲ့ channel လေးမှာတင်မိသားတွေရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်သွားကြည့်လို့ရပါတယ်နော် okay အဲ့ဆိုရင်ကျွန်တော်အဲလာပြီ collaborate လုပ်မယ်ပေါ့နော် tab post တင်စပြီးတင်ပါမယ်ပေါ့နော်ဒါ collaborate လုပ်မှုအတွက်ကျွန်တော်တို့က they were automatic invite and cancel and invite directly ဒီကနေပဲကျွန်တော်တို့ဟာပေါ့ tab post တင်ခြင်းနဲ့ဟိုတက်ပြီးတွဲတက်တွဲခြင်းနဲ့ ဟိုဘယ်လိုပြောမလဲကျွန်တော်ဒီပေ့ချ် monetize အောင်သားပြီဗျာကျွန်တော်ဒီ video ရဲ့ဟိုအစမှပြောထားတာတို့ monetize အောင်သားပြီဆိုရင်ကျွန်တော်ကနောက်ထပ် page တစ်ခုကို monetization အောင်ဖို့အတွက်လူတွေစိတ်ဝင်စားဖို့အတွက်တွဲခေါ်တဲ့နေရာမှာသုံးဖို့အတွက်ပေါ့နော်သုံးဖို့အတွက်ဆိုတော့ကျွန်တော်ကအဲ့ဒီတွဲခေါ်ခြင်းနဲ့ page နေလေးဒီမှာထည့်ပေးရမယ်ရမရကမှာ admin ဖြစ်ကြမလို့မနဲ့ရရတယ်ဆိုပေမဲ့အဲကိုကတွဲခေါ်ခြင်းနဲ့ page ပေါ့နော် page ကို ဟို Facebook မှာတော့ကျွန်တော်တက်တွဲပြီးတင်လိုက်ရှင်းရှင်းလေးပဲဒီမှာကျတော့အဲ့လိုမဟုတ်ဘူးတွဲခေါ်ခြင်းတဲ့ page ကိုကျွန်တော်တွဲခေါ်ဖို့အတွက်ကအဲ့ဒီတွဲခေါ်မဲ့ page ရောအခုကျွန်တော် post တင်တဲ့မူလ monetize အောင်ထားတဲ့ page နှစ်ခုလုံးမှာ admin ဖြစ်တိုင်းပို့ကောင်းတယ်အဲ admin ဖြစ်တိုင်းပို့ကောင်းတယ်အဲ့တော့အဲတွဲခေါ်ခြင်းတဲ့ page ရောတက်ဆိုပါဆို tab post တင်ခြင်းတဲ့ page ရောမူလ page မှာကျွန်တော်က admin ယူရရာတူနော်အယူရ page ဆိုရင်ကျွန်တော်ကဒီမှာတွဲခေါ်ခြင်းတဲ့ page နေလေးဒီဒီ၄လောက်ကွက်အဲဒီဒီ၄လောက်ကွက်ထဲမှာထည့်ပေး ထည့်ပေးပြီးတော့ကျွန်တော်ထပ်ဖို့စတင်လို့ရပါပြီနော်လောလောဆယ်ဒီမှာ box ကမပွင့်သေးဘူးဆိုတော့ကျွန်တော်ဒီမှာဗီဒီယိုတိုက်တယ်မထည့်ရသေးလို့နော်အဲ okay တိုက်တယ်လေးပါလေးထည့်ပေးမယ်ကျွန်တော်ဗီဒီယိုပါတယ်ဆိုပါစို့ပေးစို့ပေးမသမချာနီးပေါ့လူကြီးမနဲ့ဆိုင်ရာဟိုပါလေးထည့်ပေါ့နော်အဲ Facebook ပြပါငွေရှာရန်အတက်ပါညာအကြောင်းအရာများကိုဒီမှာအသေးစိတ်ဖော်ပြထားပါသေးပါညာကွိကွနော်အဲ ကျွန်တော်တို့မျိုးရှောက်ပောက်ရရရှောက်မြရရနော်ဒီမြူတိတနုနာတို့ဟိုပောက်ရရရှောက်ရရတာနော်အဲလူကြီးမတော့ကျွန်တော်ပြောပြဆိုထဲပေါ့အဲဒီမှာကျွန်တော် collab တွေ့ကျင်တဲ့ပေလေးကျွန်တော်ထည့်ကြည့်ပါမယ် admin တူရပေးပါရှိလေအဲစိုးတရားပေးရှိအဲကျွန်တော်စိုးတရားဆိုရိုက်ရှာကြည့်မယ်နော်စိုးတရားနဲ့ admin မတူကျွန်တော်ဆရာဆိုင်ဝဲပေါ့နော် astrologer အဲ သူသူနဲ့ admin တူရယ်ဆိုတော့ကျွန်တော်ဟိုဟာလုတ်လိုက်မယ်ပြီးပြီဆိုရင် तू က invitation link လေးပို့ပေးလို့ရပါတယ်เนาะ copy link ဆိုတဲ့ဟာလေးဒီမှာ link copy ရှိအဲ့ link copy လေးနှိပ်နှိပ်ပြီးဆိုရင် तू messenger အနေဖြစ်ဖြစ်အဲ့ဒီ link လေးကိုပို့ပေးလိုက်အာလူကြီးမင်းပေးဟိုဆိုပါစို့ကျွန်တော်ကနေပြီးတော့ဟိုဘက်က monetize တွဲခေါ်မဟုတ် monetization တွဲခေါ်ဖို့အတွက်မဟုတ်ဘဲနဲ့ဟိုဘက်ကနေပြီးတော့စီးပွားရေးလုပ်ငန်းရှင်ကြောက်မြတ်ရနာပေးရကျွန်တော်စီမှာအဲစပွန်ဆာလာအပ်တယ်ဆိုပါစို့ကျွန်တော်တို့ပေ့ချိုတက်တွဲပေးရမယ်เนาะအဲ့လိုပုံစံ give us fever ဒါတော့ touch post ကိုစရိတ်တကြတင်းတဲ့နီတက်20ပါကြွယ်ကူရေးပါတခါလေးပြပြလိုက်တာဖြစ်ပါတယ် give us fever ကကို post ရနေကအခက်ခဲပြင် give us fever နေပြီးတော့ကျွန်တော်တို့သူတို့ Facebook တင်းဆို feedback တွေလည်းပေးလို့ရတယ် and next နေ့နေ့လိုက်တော့ post တွေတက်သွားပြီပေါ့နော် အဲအဲ့လိုနေစနစ်တကျတင်ရအပြင်ကျွန်တော်တို့ဗီဒီယိုစနစ်တကျတတ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ language နဲ့ monetize ပြန်ပြုတ်တာရပါမဖြစ်ဘူး touch post တင်ပြီးသားဖြစ်တဲ့အတွက်ကိုကဒီ page monetize ရနေနောက်တစ်ပြည့်ကိုတွဲခေါ်ပြီးသားဖြစ်တဲ့အတွက် Facebook ကနေပတ်စံပို့ပြီးတော့ဝင်စီပါတယ် a region နဲ့လည်းစနစ်တကျချိန်းထားတဲ့ location နဲ့လည်းစနစ်တကျချိန်းထားတာဖြစ်တဲ့အတွက် monetize resource ပြုတ်ဖို့ခဲရင်မှသွားပါပြီပြုတ်ဖို့တော်တော်ခဲရင်သွားပြီနော်အဲ့တချို့တွေ monetize ပတ်စံနေအများကြီးရတယ်တလောက်အများကြီးပေါ့သူတို့ပြောတယ်သူတို့ video တွေမှာလည်းပြောပါတယ် အဲတင်း80ရတယ်တင်း90ရတယ်စသဖြင့်ပေါ့နော် ပြီးတော့ monetize ကနှစ်လလောက်နဲ့ပတ်စံခဏရရပြုတ်သွားတယ်တင်းတွေခဏခဏတွေ့ရပါလိမ့်မယ်အဲဒါတွေမလိုက်နာလို့ပေါ့နော်ဆိုတော့ဒါလေးလိုက်နာရှေးတင်ကန်းစားတွေမှာပြောတဲ့အတိုင်းဘန်ကိုလည်းစနစ်တကျမမမဲနဲ့တရားချိတ်နော်အဲဆိုဘန်တွေလည်းအဲ့ဒါမဖြစ်တော့ဘူးပတ်စံမရသေးဘူးဆိုလို့ရှိရင်လည်းဟိုးရှေ့ကကျွန်တော် ပြောခဲ့သလိုကွန်နက် monetization setup ပို့ရန်လောက်ရမယ့် video တွေတွားကြည့်အဲ video ကွန်နက် monetization setup ပို့မှာလည်းတို့က policy line နာခြင်းရှိမရှိကို Facebook ကစောင့်ကြည့်တယ်အဲ့တော့ အဲ့ဒီတင်ခဲ့တာပါတဲ့အတိုင်း policy လေးလိုက်နော်ဒါဆိုတော့ဒီသုံးပုတ်နော်ရှေ့က monetize setup ပြန်လောက်တဲ့တင်ခဲ့စာအဲဘန်ရှိတဲ့တင်ခဲ့စာပြီးရင်အခုတင်ခဲ့စာအဲ့ဒီသုံးပုတ်အတိုင်းလုပ်မယ်ဆိုရင်လူကြီးမင်းတို့ပတ်စံလည်းများများဝင်မယ်အဲ monetize resource လည်းပတ်စံမရမနဲ့ပိတ်ဆို့ရတယ်လည်းမခံရဘူးပတ်စံရဖို့ဆက်တက်လည်းပွင့်မယ်ကဲဘယ်လောက်ကောင်းလဲအဲ့တော့ဒီတင်ခဲ့စာသုံးပုတ်အတိုင်းလုပ်ကြပါဘောနော်ကျေးဇူးတင်ပါတယ်ထပ်ပြီးတည်လို့တဲ့အကြောင်းပါလေနားမလည်နေရာလေးတွေ comment မှာမေးသွားလို့ရပါတယ်